ပရိသတ်ကြီးတို့ရဲ့ပရိသတ်ကြီးတို့ကြီးရှုနေကြတဲ့လိုင်းလေကြကပန်းရွှေကြအပိုင်းတစ်ကတော့ထွက်ရှိလို့လာခဲ့ပါပြီဒီဇလန်တွေလေးဟာဆိုရင်တော့ဖြစ် MRTB 4 mm ကြီးဖြစ်တဲ့မြတ်သူရဲ့ comeback ပဲဖြစ်ပါတယ်မြတ်သူဟာ2025ခုနှစ်ထဲမှာအင်မတန်မှပရိသတ်တွေရဲ့ဝေဖန်မှုတွေဘဝအနေမြအသက်ကြတွေကြားမရေးဆိုရမှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါအင်ထောင်ခွဲယောက်ျားကိုရယူခဲ့လို့ ဝေဖန်ခံခဲ့ရတာကတမျိုးဘာသာချောင်းကိုရယူခဲ့လို့ဝေဖန်ခံရတာကတမျိုးအမျိုးမျိုးနဲ့ဒုက္ခတွေရောက်နေကြတာပါတယောက်ကြနဲ့လည်းအရင်ကပြဿနာတွေတက်ခဲ့ပြီးတော့အင်ဘောကဆင်းတဲ့ကိစ္စတွေနဲ့အွန်လိုင်းပေါ်မှာတက်လာကြတာပဲဖြစ်ပါတယ်အခုလိုမျိုး အရုမြာလောကကနေခိတနာယူပြီးတော့အင်းထောင်ရှင်မပဲလုံနေတဲ့ဘောကလောကရန်ကြားထဲမှာပဲဖြတ်သန်းနေတဲ့မြတ်သူဟာ MRTB ဇလန်တွဲဘလို့မှဘရောမှရကူရောမှမဟုတ်ဘူးလို့ပြိသက်တွေကထင်ကြီးပြီးနေကြပဲမလဲလုံးဝဟိုထင်မှမထားတဲ့ဗျာဒါဇလန်တွဲနဲ့ပြန်လာခဲ့ပြီပဲဖြစ်ပါတယ်အဲ့ဒါကတော့ Heyplay Company ကနေဒါတင်ဆက်တဲ့လိုင်းလီကြကပန်းရွှေကြစကားမှာတော့ဒီမြတ်သူလေးဟာဆိုတော့ဖြစ်အင်တန်မှနော် ဒါအလုံးပဲလှပါရဲအဓိကဇက်ဆောင်ဂျာညူဖြစ်ဘဝင်တရုတ်ဆောင်ခဲ့ပြီးအင်တန်မှာပြစ်တက်အားပေးမှုပါရရရှိနေပါပြီဒီဇလန်တွေးဟာဆိုရင်တော့ဖြစ်ဟေဘလီကဒါမပေါက်တာကြာပြီပေါ့နော်အမုံမြေအရန်ပေါက်ခဲ့တယ် နောက်ပိုင်းကျတော့မပေါက်တော့ဘူးရမက်သိန်းတောင်အနှဲငယ်ပေါက်တယ်ဆိုတော့အခုတစ်ခေါက်မှာတော့ဒါလုံးဝပရိသတ်တွေအကြိုက်တွေးစီမဲ့နော်မြတ်သူသူတရုတ်ဆောင်ထားတဲ့လိုင်းလီကြားကပန်းရှီကြားဇလန်တွေးဟာဆိုတော့ဖြစ်အင်မတန်မှပေါင်မြောင်နေပြီခဲပြီပဲဖြစ်ပါတယ်